င်္ဂလာပါအားလုံးကိုစနေပြကျမ်းချမ်းသာကြ၍ဘေးကင်းကအေးချမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ဒီနေ့မှာတော့သူပြိုလဲစေတိုင်းပြိုလဲရမလားဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်လောကမှာကလောကရန်ဆိုတာကတော့ရှောင်လွှဲလို့မရဘူးအဲ့ဒီလောကရန်တွေကတချို့သော လောကရန်ကကျော်လွှားလို့ရပါပဲတချို့သောလောကရန်ကတော့ဘဝကိုရိုင်းနဲ့သွားစေတယ်ပြိုလဲသွားစေတယ် ဲ့လိုပြိုလဲသွားစေတဲ့အရာမျိုးတွေကတော့ရှင်ကွဲကွဲခြင်း၊တေကွဲကွဲခြင်းပျက်စီးမှုတစ်ခုခုကိုကြုံရခြင်းရွေချက်တွေပျက်စီးသွားစေသည့်အထိအခြေအနေတွေပြောင်းလဲပေါက်ပြန်သွားခြင်းစတဲ့အရာတွေကလူတွေကိုပြိုလဲသွားစေတယ်။ဘယ်ကနေပြန်ဆရမှမသိအောင်ကိုစိတ်ဓာတ်တွေကြာသွားစေတယ်။ဒါပေမဲ့ဘဝရှိနေတဲ့အတွက်ကြောင့်မလို့ကိုယ်ဘဝကိုယ်ကိုတာဝန်ယူရမယ့်အနေအထားကရှိနေတယ်။ ကိုဘဝခရီးကိုကိုဆက်လျှောက်ရမယ့်အနေအထားကရှိနေတယ်။ကိုဘဝကိုကိုတာဝန်မယူရင်လည်းဘယ်သူမှမယူဘူးဆိုတာအမှန်တရား။ကိုလဲသွားရင်လည်းဘယ်သူမှပြန်မထူဘူးဆိုတာကလည်းအမှန်တရား။ဒါကိုသိထားရမှာ။သူကလဲစေချင်လို့ကိုကလဲပေးလိုက်တယ်။လဲပေးလိုက်ပြီးတော့ပြန်ထူမလားလို့တော့ပြန်မကြည့်လိုက်နဲ့ဘယ်သူမှပြန်မထူဘူး။မနေတော့တာကိုကိုမှီရင်မှီကြမှာလဲသွားရင်အဲ့တိုင်းပြစ်ထားခဲ့ကြတာ။ဒါကြောင့်မလို့ပြိုလဲလို့မဖြစ်ဘူး။ဒီစိတ်တက်ကိုမွေးရမယ်။ ငါပြိုလဲသွားလို့မဖြစ်ဘူးစိတ်သက်အဲ့ဒီစိတ်သက်ကိုအမြဲတမ်းမွေးထားပြီးတော့ဘလောက်ကြုံကြတဲ့အရာတွေပဲကြုံကြုံဘလောက်ထိသိုးအောင်ပါလဲသိုးသွားလဲသိုးတဲ့အနေထားကနေပြန်ပြီးတော့ထမှာပဲဒါဟာတမင်ပြောတာမဟုတ်ဘူးလက်တွေ့မဆန်သောစကားတွေပြောတာမဟုတ်ဘူးဘဝမှာအဲ့တဲ့သိုးတဲ့အတွေ့အကြုံတွေကိုကြုံရတဲ့သူတွေအများကြီးပဲပြန်ကြော်တတ်ကြတာပဲအရှုံးပေးတဲ့စိတ်နဲ့သာသွားနေလို့ကတော့ဘာမှဖြစ်လာကြမှာမဟုတ်ဘူး ဘာမှမလုပ်ရသေးခင်ခရဲကိုကဖြစ်ပါမလားသွားလို့ဖြစ်ပါမလားလှုပ်လို့ဖြစ်ပါမလားငါနဲ့အဆင်ပြေပါမလားနဲ့ရှုံးမဲ့စိတ်တက်တွေနဲ့ပဲထားရင်တော့လေပြိုလဲနေမှာပဲမဆရခင်ခရဲကိုကပြိုလဲနေမှာပဲအဲ့ဒီလိုမှမဟုတ်ပဲနဲ့ကိုကိုကိုယုံကြည်တဲ့စိတ်တက်နဲ့ရှောင်းရင်ရောက်ရမယ်ဆိုတဲ့စိတ်မျိုးပေါ့ဒီနေရာမှာလည်းပဲရှောင်းရင်ရောက်ရမယ်ဆိုတဲ့စိတ်မျိုးပြောလိုက်တိုင်းပြောလိုက်တိုင်း ကိုကိုကိုယုံကြည်ချက်တွေကလည်းကုံဆုံးနေပါပြီလို့ပြောတဲ့သူကလည်းမရှာကိုကိုကိုယုံကြည်ချက်ကုံဆုံးနေပြီဆိုမှတော့ကို့ဘေးနာကဘယ်သူကကို့ကိုယုံအောင်မှာတော့ကို့ဘေးနာကဘယ်သူကလည်းကို့ကိုကူညီခြင်းအောင်မှာတော့ကိုကိုကိုတော်မှငါရှောင်းရင်ရောက်ရမယ်ငါလှမ်းရင်ခြေတလန်းလှမ်းရင်ခြေတလန်းရောက်ရမယ်ဆိုတဲ့စိတ်တောင်သူ့မှာမရှိမှတော့ဘယ်သူကလန်းခင်ပြတော့မလဲသူ့မှာရှောက်ခြင်းစိတ်မှာမရှိတာဒါကြောင့် ရှောက်နေရမှာပဲခြေထောက်နဲ့ရှောက်လို့မရလို့ရှင်ဒူးနဲ့ထောက်ပြီးတော့သွားမှာပဲလေးဘက်ထောက်ပြီးတော့သွားမှာပဲနောက်ဆုံးဝမ်းရမောက်ပြီးတော့သွားမှာပဲဆိုတဲ့စိတ်မျိုးအဲ့ဒီစိတ်မျိုး အခြေခံဥပမာပြောပြတာအဲ့ဒီစိတ်မျိုးနဲ့သွားရတာဘယ်သူဘယ်သူမှမတခြားသောတကိုးရှင်ကြီးတွေကဖန်တီးပေးပြီးတော့ရလာတဲ့အခွင့်အရေးတွေမရှိဘူးကိုယ်ကိုယ်တိုင်စူးစမ်းပြီးမှသာရလာတဲ့အခွင့်အလမ်းတွေပဲရှိတယ် သွားသွားပါများခရီးရောက်ဆိုတဲ့အတိုင်းစူးစမ်းနေတဲ့သူမှမှရှောက်နေတဲ့သူမှမှအခွင့်အရေးတကားတွေကိုမြင်ရတာအဲ့တော့မှတကားကိုဖွင့်လို့ရတာဒီလိုဆိုတော့အခက်အခဲတွေ့အတိုင်းစိတ်တကြမယ်အစားဘလို့အခက်အခဲမျိုးတွေပဲလာပါစေကြော်ဖြတ်ပြမယ်ဒီနေ့ကြော်ဖြတ်လို့မရရင်နောက်နေ့ကြော်ဖြတ်မယ်အဲ့တော့ဒီလာတဲ့ကြော်ဖြတ်လို့မရရင်နောက်လာကြော်ဖြတ်လို့ရရမယ်မရဘူးဆိုတာမရှိရဘူး တော့ဒီစကားပြောရင်လဲစောရကလာအောင်မယ်မရဘူးဆိုတာမရှိရဘူးဆိုတိုင်းတကယ်လို့တော့ကဖြစ်မှာကြားလို့ဆိုတာဒါမျိုးတွေလာတတ်တယ်အဲဒါကတော့အစကတည်းကအရှုံးပေးတဲ့သူများတတ်တတ်ရှိတဲ့အတွက်ကြောင့်ရှုံးစေတည်းလို့ဒီတိုင်းပဲပြောရမှာအရှုံးမပေးတဲ့သူဆိုတာတီးတန့်ကိုတတ်တတ်ရှိတဲ့စိတ်ဓာတ်ကတတ်တတ်ကိုမာမာကြောကြောနဲ့ကိုနေကြတာအခက်ခဲဆိုတာကိုတာမန်သဘောလောက်ပဲသဘောထားပြီးတော့တတ်တတ်ရှိရှိကြောဖြတ်နေကြတာပဲစင်ရဲသွားပါစေဘလို့ပဲ အခက်အခဲတွေကြုံသွားပါစေအခွင့်ရေးပေးတဲ့နေပြန်လျှောက်တာပဲဒါကြောင့်လောကဒဏ်ကတော့အမြဲတမ်းတိုက်နေမှာပဲအစိုးလောကဒဏ်ကြီးပဲတိုက်တယ်လို့မထင်နဲ့အကောင်လောကဒဏ်ဆိုတာလည်းတိုက်တာပဲအကောင်လောကဒဏ်တွေနဲ့ကြုံတဲ့အခါကျတော့မိမျောနေတာအဲ့ဒါအတိုက်ခံရတာပဲအဲ့တော့ကောင်းလာတော့လည်းမြောက်မကောင်းတဲ့အခါကျတော့လည်းငုံဒီလိုမျိုးတွေမဖြစ်ရဘူးဘယ်လိုအနေထားမျိုးနဲ့ကြုံကြုံကိုရှောက်မဲ့လမ်းကိုတက်တက်မတ်မတ်သာရှောက်ပြီးတော့ခိုင်မာတဲ့စိတ်တက်နဲ့ ြင်းပြတဲ့ယုံကြည်ချက်နဲ့ရှောင်ပါတယ်။ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတို့သည်ကိုယ်မှာဘလို့အခက်အခဲမျိုးပဲဖြစ်ပါစေ။အဲ့ဒီပြင်ပလောကရန်ကကိုယ့်ကိုပျို့လဲသွားစေလောက်တဲ့အထိဆိုးပါစေ။အပျို့လဲမခံပါနဲ့။သူပျို့လဲစေတိုင်းပျို့လဲရမလား။ပျို့လဲလို့မဖြစ်ဘူး။ပြန်ထမယ်။ဒါကြောင့်အားလုံးကိုယ့်အခက်အခဲတွေကိုကိုယ်ကိုယ်တတိတွေနဲ့ကိုယ်တတိတွေနဲ့ကိုယ်ပညာတွေနဲ့ကြော်ဖြတ်နိုင်ပြီးတော့အေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ။